မင်းဆိုင်ကတော့တက္ကကအန်တရီရေးစာဆမီဘွေဒီမှာမချခနထလေးရှိခန်းကြီးပေါ့နော်ပြရှင်မှလွေတယ်သူရဲ့ခုံရောင်မိဝောင်မိကိုဒီလိုနည်းနည်းမှတ်ချင်အောင်ကြပ်တက္ကပေါ့နော်အန်တရီရဲ့ခန်းကြီးမထွက်လို့ရှိရင်ဒီအန်ဆွဲခန်းကြီးအောင်ရောမိရာဒုညာနဲ့ပေါင်းလို့ရှိအောင်ကိုယ်ကလည်းတန်လာရစီပေါ့နော်တွမ်း အာဈေးတော်တော့သိပေးရပြီသူများလည်းပေါင်းလို့ရှိမှသူကပါလဲငိန်တက်တယ်တည်ငိန်တယ်လို့ဆက်စီလို့ပါတာပြန်လို့ရတယ်။ဒီခါအီးဆိုတဲ့ဒါသူများလည်းပေါင်းတဲ့အတန်ပဲရှိတယ်ကိုပိုင်းအတန်မရှိဘူးပေါ့နော်ခွန်ရောင်ပြီးသူများပေါင်းတဲ့အတန်ကအီးသူများလည်းပေါင်းတဲ့အတန်မှာဖြစ်လာသေးပြန်တဲ့မျိုးရှိအောင်နော်တလုံးကအသွေးဆိုတဲ့ဟာအသေးပေးရပြီနော်အသေးပေးတစ်ခုအချက်အသေးပေးဆိုတဲ့အာသာပေါ့နော်သူရဲ့ဒီခန်းကြီးလေးရဲ့အသေးပေးကနှစ်ခုရှိတယ်အသွေးရဲ့အသေးပေးခုက ီခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကဒီမှာအိုးလို့သူရေးထားဆိုတော့ခုပါရှိလဲဆိုဆန်စီလို့အဲတုံးဟုတ်တယ်နော်ဒီဟာကိုဆန်စီလို့အိုးလို့ဆန်စီလို့ဘာသာပြန်မနေတောင်းတယ်ပေါ့နော်သူရဲ့ခွန်အတန်တော့မရှိဘူးအိုးဆိုတာကြာဆန်စီလို့အလေအလေဘဟုဆိုတဲ့လေဟောဘာနဲ့ပါမလဲဆိုပုံမှန်စီ2 o ဆိုရင်းနဲ့ဆောင်ပြထားစီလို့ရှိရင်2 3%ဆိုပြောကြရမှာလားဒီ o ကိုပြတာပေါ့နော်ဟဲ့နောက်တစ်ခုကချင်းဆိုဆိုဆိုကာဆိုဒီကန်ဂျီလေးကကိုပိုင်းတန်ကဘာကေလူရဲ့ဘာကတ်ဘာပြောစီ အဲသူရဲ့ဒီခန်းကြီးလေးပါလာပြီဆိုရင်တေချာတယ်ဒီခန်းကြီးလေးရဲ့အသေးပေကပြောင်းလဲတယ်လို့ဆန်စီလို့ပါလာပြန်လို့ရတယ်သူရဲ့သူနဲ့ပေါင်းတဲ့တန်ခါရေခေရတဲ့နှမျိုးစတဲ့ကောနော်ဒီကနေ့ပေါင်းရှိရင်သူရဲ့အုံရောမိရခါရေခေပြီးရှိရင်ဒီခန်းကြီးလေးပေါ့နော်ပေါင်းထဲဆိုခန်းကြီးလေးဖြစ်ပြီးတော့ခန်းကြီးလေးကသူရဲ့ကိုပိုင်တန်ကအာသူရဲ့သူနဲ့ပေါင်းတဲ့တန်ကကသူနဲ့ပေါင်းရှင်ခူဝါအေလို့ခူဝါဝါလို့ဆိုတဲ့ပေရပြောင်းသူရဲ့ အတိတ်တွေခံကြည့်ရတဲ့ပြည်နေရာထမှန်တိုးပွားတယ်ထပ်ပေါင်းထည့်ရဆိုတဲ့အိမ်မှာအသုံးပြုတယ်။ဟဲ့မတော်စကူတဲ့ဘာချင်းမဆိုရင်တကောစံစီကိုခိုင်းဆိုတဲ့ခံကြည့်လေးဖြစ်ပါတယ်။ဒီခိုင်းဆိုတဲ့ခံကြည့်လေးကတွေ့ရဆိုတဲ့ခံကြည့်လေးဖြစ်ပြီးတော့ဒီနေ့ပေါင်းလို့ရှိရင်ခိုင်းရဲ့အေးဖြစ်ပြီးပေါ့နော်ကိုပိုင်းတန်ကအာဟုတွေးဆောင်သည်ပြီးရင် ခိုင်သူကလည်းခိုင်ပဲသူကပါလဲသူကလည်းပေါင်းရှင်ခိုင်ဖြစ်တဲ့ကိုပိုင်တန်ကဥမီပင်နေဆွဲခန်းကြီးပြင်းအခန်းကြီးလေးမင်းဆန်တို့အဖော်မတဲ့အတင်ခဲ့ရတယ်။ထာလို့ရှိဆွဲခန်းကြီးလေးပေါ့ထာလို့ရှိထာလို့ရှိမှုပေါ့နော်ဖတ်စ်ပျော်ရွှင်ခြင်းပျော်ရွှင်သည်သူရဲ့ဒီပိုင်းလည်းပေါင်းတဲ့တန်ဝေယောမီရကခုရဲ့လာခုရဲ့နော်ပြီးလို့ရှိရင်အင်္ဂါခုတို့ပါလို့မှတောင်းတဲ့ခန်းကြီးလေးပေါ့လာခုဆိုရင်လာခုနာဆိုရင်ဒါတော်တော်ဖြစ်တော်ဆိုတဲ့အပေးပေးပါလိမ့်မယ်တောင်းကြတယ်ဒါအင်္ဂါလာခုနာကျတော့ ဒီ entry အဲ့တူရောက်မှမရလို့ချင်းနေပေါ့နော်။ဘန်ဒါပြီးအောင်ပြပြတာပါ။ဟောကျတော့ cast cast ဆိုတဲ့ခန်းကြီးလေးဟာသူအဲ့သူရဲ့ on your mic က cast ဆိုတော့သူလည်းပေါင်းရတဲ့အဲ့အဲသူကသူ့ကိုစစ်စစ်လို့ဘာလို့ပြောနေပြောလို့ရလဲဆိုတော့ ikiru ပေါ့နော်။ ikiru ဆိုတာအသက်ရှင်တယ်တကြွတယ်လို့ပြောမှုဆိုရင်တော့ဒီ ikiru ဆိုတဲ့ခန်းကြီးလေးကကျွန်တော်စစ်စစ်လို့ဟိုဒီလိုပြောမှုနေဟိုအသက်ရှင်တယ်လို့လည်းစစ်စစ်လို့တောင်းလို့ရတယ်ပေါ့နော်။ ဟိုအသက်ရှင်တာမဟုတ်တရှင်ဆိုတဲ့ဘာပြောနေထိုင်နေလို့ပြောအောင်ပြောအောင်ဆိုနေထိုင်နေနေထိုင်နေအသက်ရှင်နေအဲ့ဒီပုံစံပေါ့ပြောအောင်ဆိုရင်ဟိုအသက်တည်တာရှင်တာပြောမဟုတ်ပဲနေကိုအသက်ရှင်နေထိုင်နေကိုပြောချင်တာပေါ့နော်ဒီခီလိုရဲ့ခံကြီးလေးကသူ့ရဲ့ဒီဟာငါ့ခေတ်ဘက်တမျိုးကတက်တက်ချောဖြစ်တာကိုပြောတာပေါ့နော်နောက်တစ်ခါကျအောင်ဆီလို့ခန်းဆိုနော်ခန်းနေပေါင်းနေခန်းရဲ့ပြရှင်ခေနေပေါင်းနေခန်းရဲ့ပေါ့နော်ဒီနှစ်ခုက ဒီမှာ ਨੇ ပေါင်းရင်ဖြစ်လာတဲ့အတန်ဖြစ်ပြီးတော့တကယ်ကိုပိုင်အတန်အာရဒါရေမာရေပေါ့နော်အချိန်ဒိဗေကကြာကြာအချိန်ကာလအတွက်ဟောကြတော့ခိဒီခန်းကြီးလေးကဒီမှာ ਨੇ ပေါင်းရှင်ခိတလုံးလေးဆိုရင်ရှီလူစုနှစ်တန်တင်နဲ့ရေးထည့်ရဆိုတဲ့ဒိဗေပေါ့နော်တတိယစာလေးမှာမှာတောင်းရဲပေါ့နော်တန်ရေးရိုးစကားပြောလို့ရှိရင်တော့တိတ်နေတောင်းကြ မတ်ပတ်ရခီဒီခန်းကြီးလေးကဘိုခီလိုအခုဆိုအရာထားပြီးဖြစ်ပေါ်ပြီးဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အဲနည်းပါလို့ရှိရင်ခီလိုတန်ထွက်လေးပေါ့နော်ခုက Q ဆိုရဲဒီမှာလည်းပေါင်းဖြစ်တဲ့တန်နဲ့ Isogu ဆိုတဲ့ Isokimas ပေါ့နော်အမြန်လုတ်တဲ့အလင်းစလိုလုတ်တဲ့ဆိုတဲ့ခန်းကြီးလေးပေါ့နော်နောက်တစ်ခုနောက်တစ်ခုကတော့သူက Q ဆိုတဲ့နွားအမေးဆိုခန်းကြီးလေးဖြစ်ပြီးတော့ Q ni Kuru ပေါ့ဆိုအမေးဒါပေါ့နော်တလုံးလေးဆိုရင် Sheep ပြီးရင် Gyo တယ်ဟာကိုရိုင်းတန်ကစခနာဦးတော့နားဆိုတဲ့ပေးရပြီးတော့ဒီမင်းနဲ့ပေါင်းလို့ရှိရင်ဆက်စပ်တာကြောက်ပြောမစင်တန်ငါသေးပါလိမ့်မှာလဲတောင်းတယ်ပေါ့နော်နောက်တစ်ခါကျောင်းဒီခန်းကြီးလေးပေါ့နော်ကိုရိုင်းတန်ကစာလူဟိုဒီခေတ်အတိတ်တွေပြန်ပြောတဲ့အချိန်မှာတောင်းတယ်ပေါ့နော်အဲထွက်သွားတယ်ထွက်ခွာတယ်အဲမင်းနဲ့ပေါင်းလို့ရှိရင်ကြောက်ကိုကိုဆိုရင်ဒါခတ်ကိုဆိုရင်ဒါမင်းနဲ့ဆန်တို့ကြားဘူးကြမှာပါခတ်ကိုစပုတ်ခန်းကြီးလေးခတ်ကိုဆိုရင်ဒီကိုကဒီခန်းကြီးလေးကိုတောင်းတာပေါ့နော် အလုံးလို့ပြီးတော့အသိဆိုတဲ့သိပေးရတယ်။ဟဲ့အခုတော့ကြည့်မယ်ဆိုရင်နောက်တစ်ခါကျတော့အာ OCL OCL ကိုဆိုဝါလို့ဆိုတယ်နော်။တင်ပေးပြီးတင်ယူပြီးအသိပေးဖြစ်ပြီးတော့ဒီမှာလည်းပါလို့ရှင်ကျော်အတန်ပြီးထွက်တယ်။ပြီးရင်ဒီခန်းကြီးလေးပေါ့နော်ချီကားကြီးနေတယ်။ဒီမှာလည်းပါလို့ရှင်ခင်ခင်ကျော်ပါလို့နေနိုင်ပါလိမ့်ပါပေါ့နော်။ပြီးရင်ဒီခန်းကြီးလေးက K ကျော်ဒီမှာလည်းပါလို့ရှင် K ရဲ့ကျော်ရဲ့ဖြစ်ပြီးတော့ကိုယ်ကတည်းကအာမီအကိုပေါ့နော်။ဘုန်းကြီးဆန်ဆိုတဲ့ခန်းကြီးလေး အခန်းကြီးလေးကလည်းကျွန်တော်ပြောလို့ရှိရင် K လို့တန်ထွက်လာဆိုပေမဲ့သူရဲ့အသေးပေကတိုင်းတာလေးစီမံနေတွက်ချက်ထိပေးရတယ်ဟာခါလူဟာခါလာဟုမှာတော့နေနော်ပြောလို့ရှိရင်ခန်းဒီခန်းကြီးလေးကလည်းခန်းလို့တန်ထွက်ပြီးတော့တူခုလို့ထိပေးရတယ်ပေါ့တူခုဆိုတာကျွန်တော်စူးစမ်းလေးလာတာကိုပြောတာပေါ့နော်ဒီမှာပြောလို့ရှိတာခန်းရှူလို့ပါလိမ့်မှာတောင်းတဲ့ခန်းကြီးမတ်ကွာတန်ရဲ့အဲဒီဂါရဲ့ဂန်းရဲ့ပေါ့နော်တိပေကအခြေခံမူလာ နခုမူလာလို့ဆန်စကပါတာပြန်လို့ရတယ်။သူရဲ့ကိုပိုင်တန်ကမိုတိုဆိုတဲ့ခန်းကြီးလေးဒီမှာပေါင်းလို့ရှိရင်ဂန်ရဲ့ဂန်ရဲ့ဆိုတဲ့ဆန်စီကိုအတန်းနခုထွက်လေပေါ့နော်။ပြီးလို့ရှိရင်ဒီအမဆိုရင်ဒါဂန်ကီဆိုတဲ့ခန်းကြီးလေးပေါ့နော်။ကျမ်းမာချင်းတကြွချင်းဟိုတခုဟိုခုကဒီခန်းကြီးလေးကခိုးလို့ခူးလို့ဆိုတဲ့ခန်းကြီးလေးပေါ့နော်။ကိုပိုင်တန်လုံးမရှိဘူးဒီမှာတလုံးတယ်ပဲ။ဒီလုပ်ငန်းဒီမှာဆက်ရလို့ဒီမှာခိုးကြောပါလိမ့်မှာတောင်းခန်းကြီးလေးပေါ့နော်။ လို့ရှိရင်ဒီခန်းကြီးကလည်းခိုးတန်ထွက်တဲ့သူရဲ့ခိုးသူရဲ့အုံရောမိတာပေါ့နော်တလုံးလေးဆိုရင်ဟီရိုကြီးဂျေဝွန်တော်ခန်းကြီးလေးကလည်းခိုးတန်ထွက်တဲ့တလုံးလေးဆိုရင်အိုးရခဲသူရဲ့အသေးပင်အားကြတော့သမ ्या ပြည်သူဘာခေါ်တာ public ceremony ပီယူပီအစီ public ပေါ့နော်ဒါကိုဒီတာ public ခန်းကြီးလို့ပြောတာပေါ့နော်ပီခိုးဆိုတဲ့ခန်းကြီးတစ်ခုရှိတယ်သူကကြတော့ကိုယ်ပိုင်တလုံးလေးဆိုရင်မာဂျီဝါလူမာဆေလူဥပောင်းဒီပေါင်းဆက်ဒီလိုသိပ်ပင်ရပြီးတော့ 今天的办公室呢，course 这个把它变了，明天走路，下午你加吧，course week 有把这里，一他好，一他开一把你嘛到的 course。那这个话叫做，那这个看起来啊嘞，看看哎，你说的看起来偏味道，现在的今天的办公室 course 单脱的，那这个话叫做，打一股可可拿无咯，大的楼上的肩膀的落地被压皮了，今天的办公室叫 course 单脱的，那这个话打打开味道打开嘛路。 စတန်ညာဆိုတာမြည်ပြီပေါ့နော်မြင်ပါသည်ဒါတလုံးသူနဲ့ပေါင်းလို့ရှိရင်ခိုးလို့သူ့အတန်းထွက်တယ်ဒီဟာတွေကစင်တူပြီးတော့မားလေလို့ပေါ့နော်ဆက်စီရတော့ချင်ပြေဆက်စီလို့ကဆိုရင်နောက်ဗီဒီယိုမှာဆက်တွေ့ကြရအောင်ဗျာကျမတန်နေ